Miss Universe မြန်မာ license ရရှိသွားတဲ့ Two An တွင် Miss Universe 2025ပွဲကြီးလည်းပြီးသွားသလိုမြန်မာမှာလည်း Miss Universe နဲ့ပတ်သက်တဲ့အပြောင်းအလဲလေးတစ်ခုဖြစ်ခဲ့ပါတယ်။အဲဒါကတော့ Two An တွင်ကနေ Miss Universe license ရရှိသွားပြီဆိုတာကိုတရားဝင်ထုတ်ပြန်လာလို့ပဲဖြစ်ပါတယ်။ Two An တွင်ကနေ license ရရှိသွားတဲ့အတွက်ဒီနှစ်ကတော့စိုးရွေဝေရဲ့နောက်ဆုံးနှစ်လို့ဆိုရပါမယ်။စိုးရွေဝေကန်ခဲ့တဲ့နှစ်မှာလည်းပြိုင်သက်တွေအကြိုက်တွေ့ခဲ့တဲ့မယ်တွေကိုပဲမွေးထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ဆိုရွေနှစ်မှာဆိုရင် Miss Universe ရဲ့အရေးကြီးဆုံးဆုတဆုဖြစ်တဲ့ Best National Costume ဆုကို2016နဲ့2020တို့မှာရယူပေးခဲ့တာပဲဖြစ်ပါတယ်။သူမလက်ထက်မှာလည်းအလှမယ်ရီအနေနဲ့တော့ဝင်တဲ့အလှမယ်ရီမွေးထုတ်ပေးခဲ့ပြီးနိုင်ငံခြားသူတွေနဲ့ရင်ပေါင်တန်းနိုင်တဲ့သူတွေကိုမွေးထုတ်ပေးခဲ့တာပါ။ တူအန်တွင်လည်းမစ္စတာပြိုင်ဘူးသူပြပြီးမစ်ဂရန်လိုင်စင်ကိုကိုင်နေတော့မှသူရွေးထုတ်ပေးလိုက်တဲ့မယ်ရီကို supportive အပြည့်အဝပေးပြီးဘေးနားကနေအားပေးနေခဲ့ရပါတူအန်တွင်ဆိုရင်လည်းနီနီလေးအိမ်တို့တဲဆူငိမ့်တို့မိမိတို့လိုဒိတ်ဒိတ်ချဲအလှမယ်ရီမွေးထုတ်ပေးခဲ့ပြီးမစ်ဂရန်မှာအောင်မြင်မှုတွေရယူခဲ့သူပဲဖြစ်ပါတယ်အခုဆိုရင်လေထူအန်တွေတယောက် Miss International License သာမဟုတ်ပဲ Miss Universe License ကိုပါရယူလိုက်ပြီးပဲဖြစ်ပါတယ်။ဒီတော့ထူအန်တွေလက်ထက်မှာ အမိုက်စာအလားမယ်ထွက်ပေါ်လာမလားဆိုတာမေးစရာပါပဲဒါမှမဟုတ်တဲဆူငိမ့်များဆရာဖြစ်တဲ့ထူးအန့်လွင်ကိုင်းနဲ့ Miss Universe မှာထပ်တွေ့ရမှာများလားပရိသတ်တို့ရောဘယ်လိုထင်ကြလဲဆိုတာ comment မှာမှတ်ခဲ့ပေးကြပါဦးနော်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်